အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောညလေးတညဖြစ်ပါစေလို့ဒီညကနေပြီးတော့အဆုံးမောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒါကျွန်တော်တို့ Liverpool ပြည်သက်တွေထင်ထားပြီးသားအကုန်လုံးမျှော်လင့်ထားပြီးသားဖြစ်တဲ့ Here we the go ကတော့လက်ရှိဒီနေ့ညမှာတော့ဒါကျွန်တော် Liverpool ပြည်သက်တွေစီကိုကြာရောက်လို့လာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ right back ကစားသမားဒါအလက်ဇနာအာနုကတော့လီဗာပူးအသင်းကနေပြီးတော့တရားဝင်ထွက်ခွာတော့မှဖြစ်တယ်အကြောင်းကိုသူ့ရဲ့ Instagram မှာဗီဒီယိုနဲ့အတူစာရီလည်းအရှိကြီးရေးပြခဲ့တာဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့အာနုကတို့ချုံပြောမှာဒီ net 20အတွင်းမှာဒီအသင်းနဲ့ကျွန်တော်ကိုကူညီပေးခဲ့တာအများကြီးရှင်နဲ့ကျွန်တော်နေတာပူကောင်းတဲ့အရာတစ်ခုကိုတွားရှာတာမဟုတ်ဘဲနဲ့ကျွန်တော်အနေနဲ့ကျွန်တော်နေအသစ်သစ်တော့ဒါကျွန်တော်တို့ဟို ရှာဖွေမှုတွေကိုကျွန်တော်ရှာဖွေကြအသစ်သစ်တော့ challenges ကိုမြန်မာလိုပြောမယ်ကျွန်တော်တို့ကစိန်ခေါ်မှုတွေကိုရှာဖွေခြင်းနဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့အသင်းပြောင်းတာဖြစ်တယ်လို့ကျွန်တော်တို့အတုံချုံပြောလို့ရအဲ့တော့ဒါကျွန်တော်တို့ Liverpool အသင်းနဲ့ဒူတာကျွန်တော်ဂျားထဲမှာအသင်းနေအများကြီးပျောက်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒါလူချို့ကလည်းအာဒါကျွန်တော်တို့ Liverpool အသင်းနဲ့စာချုပ်တက်တမ်းများတိုးမလား Premier League တဲ့ challenge ကြီး Premier League ဒါကျွန်တော်တို့ စူဖလာကြီးရပြီးတော့တို့အနေနဲ့ဒါကျွန်တော်တို့စိတ်များပြောင်းသွားမှလို့လေဘောပရိသတ်တွေနဲ့နောက်ဆုံးအချိန်ထိမျှော်လင့်ခဲ့တယ်။ပူဆိုးရကပြကျွန်တော်အကယ်ဒမီကထွက်လာခဲ့တဲ့ကစားသမားတယောက်မျက်လုံးရှည်မာရင်ကြီးပြင်းပြီးအောင်မြင်လာခဲ့တဲ့ကစားသမားတယောက်အနေနဲ့ဒါကျွန်တော်တို့အောင်မြင်မှုကိုရှာဖွေဖို့ထွက်သွားတယ်ဆိုတာကသူ့အနေနဲ့အသစ်သစ်တော်စိန်ခေါ်မှုတွေကိုလူကျင်နဲ့လူကျင်လို့ထွက်သွားတယ်ဆိုတဲ့စကားလုံးကိုသူကတော့တုံ့နှုံခဲ့တာကိုတွေ့ရမယ်တော့ပါတယ်။တချို့ပရိသတ်တွေကလည်းဒါကျွန်တော်လုံးဝမကျေနပ်ဘူး။ပူဆိုးရကလက်ရှိမှာလေဘောမျိုးကနေပြီးတော့မွေးပြီးလေဘောမျိုးမှာနေကြီးတဲ့ကစားသမားဖြစ်ပြီးတော့လေဘောကနေလာပြီးတော့ဒါကျွန်တော်တို့အသင်းကဒီအသင်းက ပဲဒါမွေးမြူပြီးဒီအသင်းကပဲဒါကျွန်တော်နေရာတနေရာပြီးခဲ့ကြအောင်ပရိသတ်တွေကလည်းလက်ရှိမှာမကျင်းတတ်ဘူး ။တချို့ကြတဲ့ဒါနားလည်ပေးလို့ရတဲ့ FG ရဲ့စောက်သုံးမကြမှုတွေကြောင့်မလို့ဒါကျွန်တော်လီဗာပူးကနေထွက်ခွာခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်ပြိတ္တတွေကတချို့ကလည်းနားလည်ပေးတဲ့ထဲမှာပါတယ်ပေါ့နော်။အဲ့တော့ဒါမျိုးမျိုးသောခံစားမှုတွေနဲ့တူဒါကျွန်တော်တို့လက်ရှိမှာအလက်ဇန္ဒားအာနုကတော့လီဗာပူးတင်းကိုရာသီကုန်ရင်တော့တရားဝင်ထွက်ခွာတော့မှာဖြစ်ပါတယ်။အဲ့တော့လီဗာပူးတင်းနဲ့လက်ရှိမှာဒီလိုကျွန်တော်ထင်တာကတော့အာနုဒီလိုမျိုးချိန်သားကြိုက်ချင်ညာဖို့အရဆိုရင်တော့ Real Madrid အသင်းနဲ့သူ Club World Cup ကိုရှင်ပြိုင်ခြင်းနဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီလိုအချိန်မျိုးမှာတရားဝင်ဒါကျွန်တော်ညင်ညာတယ်လို့ကျွန်တော်အနေနဲ့ယူဆလို့ရတယ်မှာပါ။အဲ့တော့ ပြောလို့ရတဲ့သတင်းတွေရဆိုလက်ရှိမှာ Fabrizio Romano ကလည်းဒါကျွန်တော်တို့ Alessandro Ardu နဲ့အတူဒါကျွန်တော်တို့ Here we go ကို Real Madrid ကိုပြောင်းရွှေ့သွားတော့မှာဖြစ်တဲ့အကြောင်းကိုတရားဝင်သူ့ရဲ့ Twitter စာမျက်နှာမှာတင်ဆက်ထားတာကိုတွေ့ရမယ်အဲ့တော့ဒါကျွန်တော် Alessandro Ardu အနေနဲ့ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းကနေပြီးတော့တရားဝင်လွတ်နယ်ထွက်ခွာတော့မှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ ရီယယ်မက်ဒရစ်အသင်းကတော့ဒါပြောင်းရွှေ့တော့မှာဖြစ်တဲ့အကြောင်းကိုသူအနေနဲ့ here we go ကတော့ဖြစ်တယ်အဲ့တော့လက်ရှိမှာတရားဝင်နှုတ်ဆက်ထွက်ခွာသွားပြီးတော့သူအနေနဲ့ဒါ Premier League တိုက်တဲ့ကြီးကိုယူပြီးတော့ဒါ Liverpool အသင်းကနေပြီးတော့အာနိုထွက်ခွာသွားခဲ့ပြီးဖြစ်တယ်ဒါ documents are being prepared for trend to join Real Madrid ဒါကျွန်တော်လက်ရှိမှာတော့ Real Madrid အသင်းအနေနဲ့ Liverpool အသင်းကနေပြီးတော့ဒါကျွန်တော် Alexander Arnold ကိုအလွတ်နဲ့ပြောင်းရွှေ့ဖို့အတွက်တရားဝင်နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ဖြစ်ပြီးတော့တတိယနေ့ရဆိုရင်တော့ဒါကျွန်တော်9နှစ်စာချုပ်ကိုချုပ်ဆိုမယ်လို့ကြားတဲ့အတွက်မှာပါအဲ့တော့ဒီနေ့မှာ စိတ်ဝင်စားဖို့ကောင်းတာလီဗာပူးအသစ်နဲ့ဂျားတဲ့မှာအလက်ဇန္ဒားအာနိုကိုဒါကျွန်တော်ပရီးမီးယားလိမောင်တင်မဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ကမ္ဘာပေါ်မှာပါလက်ရှိဒါကျွန်တော်ဈေးအများဆုံးခံစစ်ဒါကျွန်တော်ဖူးဘက်ကစားသမားဒါဖြစ်အောင်ဖို့အတွက်စူးစမ်းခဲ့ပေမဲ့လည်းအလက်ဇန္ဒားအာနိုကိုတိုင်ကလည်းဒါကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းကိုပဲပြောင်းချင်နေတဲ့အတွက်ကြောင့်မဒီစာချုပ်ကိုညစ်ပယ်ခဲ့ပြီးတော့သူ့အနေနဲ့အသက်အသက်ကိုပဲပြောင်းဖို့အတွက်ဒါကျွန်တော်တို့ဆုံးဖြတ်ချက်ခဲ့တဲ့လူကြီးအဲ့တော့ဒါလီဗာပူးအသင်းဘက်ကလည်းဒါတည်တည်ချာချာရေးထားပါတယ်ဒါကျွန်တော်အလက်ဇန္ဒားအာနိုဘက်ကနေတရားဝင်သူ့ဘက်ကနေတော့ခွင့်ထွက်ခွင့် တောင်းခဲ့တယ်ဆိုတဲ့ပုံစံအဲ့တော့ဒါ FFG တို့ FFG တို့ပဲပေါ့နော်သူတို့နေအနှောင်သွားလွန်အောင်သူတို့ကရေးတက်ခဲ့တဲ့ပုံမှန်ရှိအဲ့တော့တချို့ကြတဲ့ဒီနေရာမှာပောက်ကွဲတာကအလက်ဇန္ဒားအာနုလူကစားသမားမျိုးကိုပလင်းကြီးအသက်ရွယ်လေးငငယ်လေးရှိသေးတဲ့ကစားသမားတစ်ယောက်ကိုဒါအလွတ်နဲ့အသင်းကနေပြီးတော့တရားဝင်ထွက်ခွာခွင့်ပေးလိုက်တာကိုပြစ်တတ်တယ်ဒီနေ့တော်တော်လေးကိုဒါကြီးကိုပောက်ကွဲတာဖြစ်တယ်အဲ့တော့ဒါအခုလက်ရှိမှာပြန်စစ်ဆေးကြည့်အောင် scenario တစ်ခုရပါပေါ့နော်အလက်ဇန္ဒားအာနုနေရာကိုလီဗာပူးအသင်းနေနဲ့ market ထဲမှာဝယ်မယ် right back ကစားသမားကျွန်တော်နေနဲ့အခုလက်ရှိမှာကျွန်တော် premier league မှာမပြောနဲ့ကမ္ဘာပေါ်မှာဒါကျွန်တော်လက်ရှိနေရာမှာ right back ကစားသမားအင်မတန် တော်တော်လေးကိုရှာပါတဲ့ market ဖြစ်တယ်။လက်ရှိမှာဒါလူတွေပြောနေကြတဲ့ဒါ free pound တို့ကစားသမားမျိုးကိုစိတ်ဝင်စားတယ်ဆိုပေမဲ့ free pound ကလက်ရှိချိန်မှာအာနိုးထက်ဆိုင်ပိုလို့တောင် cancel ပိုင်းမှာဆိုးတဲ့ကစားသမားတယောက်ဖြစ်တယ်။ free pound ကကျွန်တော်အမြင်မှာဆိုအမြင်နဲ့ကျွန်တော်ရတာကျွန်တော် free jeremy free pound ကျွန်တော်မြင်နေမြင်တာ right rb ကစားသမားဆိုတာထက် right wing back ကစားသမားလူပဲကျွန်တော်ကပိုမြင်တယ်။ပြီးတော့ခုနကပိုဆိုးတာကကျွန်တော် free pound right wing back ကစားသမားဆိုတာထက် right wing လူတောင်တစ်ချက်ချက်ပိုမြင်တဲ့တောင်မှာပါအဲ့တော့ လီဗာပူးတင်နဲ့ခုလက်ရှိမှာလက်ဇနာအာနုလိုကစားသမားမျိုးဒီလို level မျိုးကိုရကျင်နေဆိုရင်တော့လာမယ့်နေရာဒီမှာသူ့လို level မျိုးကစားသမားတော့ရှိတယ်ဒီကစားသမားကလက်ရှိမှာလက်ဇနာအာနုလိုပဲကမ္ဘာဈေးအကြီးဆုံး right back တွေတယောက်ဖြစ်နေတဲ့တကြောင်မို့ PSG မှာရှိတယ်ကျွန်တော်တက်ပြောကျွန်တော်မြင်ရပြောဆိုတော့လက်ရှိမှာဒါအာရှွတ်ဖာကီမီလို level မျိုးကိုဒါလီဗာပူးတင်နေနဲ့လာမယ့်နေရာဒီမှာလိုက်နိုင်မယ်ဆိုရင်တော့ okay နားစားပေါ့နော်ဒါမဆိုဒါပေမဲ့အာရှွတ်ဟာကီမီရဲ့လက်ရှိတရင်နေရာဘယ်အသင်းမှပြောင်းဖို့အစီအစဉ်မရှိတော့လီဗာပူးတင်ကလည်းအာရှွတ်ဟာကီမီကိုဝယ်ယူဖို့အစီအစဉ်မရှိတဲ့အတွက်ကြောင့်မလို့ဒါဟာကီမီကလက်ရှိမှာလီဗာပူး ရေတာတဲ့မှာမရှိအဲ့တော့လစ်ဗာပူးတင်းတစ်ခုလက်ရှိမှာစိတ်ဝင်စားဖို့ကောင်းတာဒါလာမယ့်နေရာကျရင်ဖူဘက်တစုံလုံးကိုပြောင်းလဲရမယ့်အနေထားမှာဖြစ်သွားပြီအဲ့တော့လက်ရှိမှာရောဘစ်ဆန်နဲ့အာနူးတို့ရဲ့တခက်ကုံဆုံးခဲ့ပြီဖြစ်ပြီးလက်ဘက်နေရာမှာတော့မီလိုကရာကက်စ်လက်ရှိမှာဘုံမောက်ရဲ့လက်ဘက်ကစားသမားနေရာအတွက်ဒါလစ်ဗာပူးတင်းကတော့ဒါနံပါတ်နံပါတ်တစ်ခုအနေနဲ့ already ရပြီးသားဖြစ်တယ် right ဘက်နေရာတစ်ခုလက်ရှိမှာဒါကျတော့ Jeremy Frimpong နဲ့နံပါတ်ဒီအများကြီးထွက်နေခဲ့ပေမဲ့လစ်ဗာပူးတင်းကအခုချိန်ထိဒီ right ဘက်နေရာအတွက်လာမယ့်နေရာစီမှာဘ누구ကိုခေါ်မလဲဆိုတဲ့သတင်းကိုကျွန်တော်နေမှာမကြအဲ့တော့ကောလာဟာလာဒီအရာအကယ်၍ဒါ က်ကြီးအနေနဲ့ချစ်တီးကြခဲ့မယ်ဆိုရင်တော့ corner bread လေးကို right back နေရာမှာဒါ first line နဲ့အနေနဲ့ပေးသွားဖို့အတွက်ကြံစီပြီးတော့ဒီနေရာမှာ right back ကိုဒါဈေးကြီးပြီးတော့ကစားသမားတွေကိုခေါ်မယ်အစားဒါကျွန်တော်တို့အရန်ပုံစံမျိုးသားဒါကျွန်တော်10တန်း15တန်းနဲ့ကစားသမားမျိုးကိုတော့ခေါ်ယူဖို့အတွက်ဒါ season သွားနိုင်နေဆိုတဲ့အကြောင်းလေးလည်းဒါခဏခဏတွေ့တော့အကယ်၍ဒါကျွန်တော်တို့ liverpool တင်းနဲ့ lament တွေရာဒီမှာ tight sim မှုနဲ့ left back ကိုပဲခေါ်ပြီးတော့ right back ကို corner bread လေးကိုနေရာပေးသွားမှာဖြစ်ပြီးတော့ right back နေရာမှာဒါကျွန်တော်အရန်ပုံစံမျိုးပဲအစားထိုးမယ်ဆိုရင်တော့ liverpool အတွက်ရေရှည်အတွက်ကနည်းနည်းလေးစိတ်လေးရ ာဘူးအနေနဲ့မှရှိရယ်ကော်နာဘရက်လီမကောင်းဘူးလို့ကျွန်တော်အနေနဲ့မပြောလို့ဘူးကော်နာဘရက်လီနေနဲ့ကောင်းတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောမှာဆိုရိုက်ဘက်ကိုလီဗာပူးတင်ဒီထက်ပိုပြီးအဆင့်မြင့်တဲ့ကစားသမားတယောက်ပိုလို့များလူနေအောင်မလားလို့ကျွန်တော်အနေနဲ့မြင်တယ်အရှိလက်ရှိကျွန်တော်တချို့ပရိသတ်တွေကိုကျွန်တော်အပြည့်အဝနားလည်လို့ရ FG ညံဖြစ်နေအကြောင်းပြောတဲ့အချိန်မှာကျွန်တော်နားလည်လို့ရအဲ့ဒါကဘာလဲလို့ပြောမှာဆိုရင်အာနိုလိုကစားသမားလက်ရှိမှာဗျာခင်ဗျာဘလောက်ပဲညင်ညင်အာနိုကကောင်းတယ်မကောင်းညင်ညင်လက်ရှိတာကျွန်တော်တို့ဒါဘောလုံးလောကမှာအကောင်းဆုံးသော right back ကစားသမားရဲ့တယောက်ဖြစ်တဲ့ကစားသမားကိုတော့ဒါအလွတ်နဲ့ လီဗာပူးလိုအသင်းမျိုးကဆွန့်နှုတ်လိုက်ရတော်တော်လေးကိုနစ်နာတယ်။လာမယ့်တာကျွန်တော်အပြောင်းရွှေ့ရာသီတွေကဆွန့်နှုတ်လိုက်ရတဲ့အပြင်ကိုဒီကစားသမားရဲ့ဘတ်ဂျက်ကိုပါလီဗာပူးတင်ကပြန်ရှာတော့မှာဖြစ်တယ်။ဒါခုနကလက်ဗက်နေရာမှာဒါမီလိုကရာကက်စ်ကိုယူရို55သန်းပုံစံမျိုးတင်နေရှိတယ်။ပြီးရင်ဒါကျွန်တော်တိုက်ဆက်မှုနေရာမှာအီဆက်လိုကစားသမားမျိုးတန်တရာကျော်၃ဝန်းပုံနေထားမှာရှိ။အဲ့တော့ဒါလာမယ့်နေရာဒီမှာပေါင်တန်နေရာလောက်သုံးမှုရှိတဲ့လီဗာပူးတင်နဲ့မှန်တယ်ကောင်းတယ်ဒါ really good ။ဒါပေမဲ့ right back နေရာအတွက်လက်ရှိမှာလီဗာပူးကတတ်တတ်ကြီးပတ်စံပြန်သုံးရတော့ဖြစ်တယ်။အဲ့တော့ တော်တော်လေးကိုစဉ်းစားစရာကောင်းတဲ့အချက်တွေကဒီ web နေရာလဲအခုချိန်ဒီခုနပြောကြောင်း market ထဲမှာကျွန်တော်အနေနဲ့ဘယ်သူမှမကြိုက်ဘူးအဲ့တော့လက်ရှိမှာသတင်းတွေထွက်နေတဲ့မှာဒါအရင်ပုံစံမျိုးကိုထွက်နေတာကတော့ Juventus ရဲ့ fullback ကစားသမားလေးဖြစ်တဲ့ Cambia ဆိုကိုတော့စိတ်ဝင်စားနေဆိုတဲ့သတင်းထွက်လာခဲ့အဲ့တော့ အာနိုးလို့ကစားသမားဒါပြုတ်ခုနကပိုလက်ရှိမှာဒါအာနိုးကိုချစ်တဲ့လူတွေလည်းမရှိမဲ့မုန်းတဲ့လူတွေလည်းရှိမှာဒါပေမဲ့ harsh reality ပေါ့နော်တော်တော်လေးကိုဒါခံပြင်းတဲ့အမှန်တရားကဘာလဲဆိုတော့အာနိုးကိုလီဗာပူးတင်းနေနဲ့အစားထိုးမယ်ဆိုရင်တော့တော်တော်လေးကိုခက်ခက်ခဲခဲနဲ့အစားထိုးရမှာဖြစ်ကြောင်းကိုကျွန်တော်လက်ခံရမယ်တယ်ပေါ့အဲ့တော့ corner bradley နေနဲ့ဒါအာနိုးချီယာကိုလိုက်နေနိုင်မယ်ဆိုတော့ဒါ super ပဲဒါလီဗာပူးတင်းနဲ့ပတ်ဆက်မကုန်မဲနဲ့ကစားသမားတရားရမယ်ဒါပေမဲ့ corner bradley ကိုလည်း100%ဒါကျွန်တော်လီဗာပူးတင်းနဲ့ဆွတ်ဆက်ပြီးအာကူလို့မရဘူးလို့ကျွန်တော်နေနဲ့မြင်နေအဲ့တော့ body blue ဖြစ်လာမယ်တော့ကျွန်တော်တို့က ပိတ်ကားပြပေါ်မှာအတူတူကြည့်ရမယ်အဲ့တော့ ရီးမီးယားလိဂ်ရဲ့နောက်ထပ်ကစားသမားတယောက်ကတော့ဆုံးရှုံးလိုက်ကြတာတော်တော်လေးနှမြုပ်ကွာတော့ဒီနှစ်မှာဒါပရီးမီးယားလိဂ်ရဲ့ကစားသမားကောင်းတွေတော်တော်များများဆုံးရှုံးနေခဲ့ legend တွေလည်းအသင်းကထွက်သွားခဲ့တယ်တကယ်ကိုကောင်းတဲ့ကစားသမားတွေထွက်အဲ့တော့ဒါတစ်ဖက်က real madrid ဘက်ကပြန်ကြည့်တော့ဒါလုံးဝ win situation ပဲအာနူလိုကစားသမားမျိုးလွတ်နေရတယ်လက်ရှိဒါကျွန်တော်လုခလာတာဆိုလဲဒါ florent di pires နေဈေးအများကြီးပေးခဲ့တာမဟုတ်ဘဲတပတ်လုခ euro နဲ့တွက်မယ်ဆိုရင်3သိန်းပတ်ချာလေပေါင်2သိန်းခွဲပတ်ချာလေဝင်းကျင်ကြတာပေးခဲ့တဲ့အတွက်ကြောင့်ဒါကိုအာနူကလက်ခံခဲ့လို့ကြာအဲ့တော့အာနူနေ real madrid အသင်းကိုသာပြောင်းကြည့်ခဲ့ပြီးလုခလာစာများတယ်မြဲတယ် ယ်ဆိုရတဲ့သူ့အနေနဲ့ပိုကောင်းတဲ့ club တခုကိုပိုကောင်းတယ်ဆိုရတာတူတူတော့ပေါ့နော်ဒါပိုပိုပြီးတော့ခက်ခဲတဲ့ challenge တခုဒါကျွန်တော်အနေနဲ့လက်ရှိမှာ Liverpool ဒါ Real Madrid ဘယ်လိုပိုကောင်းလဲဆိုတော့ဥစားကျွန်တော်မငင်းဘူးဒါကငင်းလဲငင်းမှုအင်အားမရှိဘူးဘာလို့မလဲမလဲကျွန်တော်ကားအရှိလဲပြန်မောင်းမှာဖြစ်တဲ့ကြောင့်မို့ဒါလက်ရှိ Liverpool တင်းနေနဲ့ပိုကောင်းတဲ့ club မပိုကောင်းတဲ့ club ဆိုတော့ဒါသူ့အနေနဲ့ပိုမိုပြီးတော့ပြောင်းလဲတဲ့ကျွန်တော်ဒါ environment သူတူပေါ့နော်ပြောင်းလဲတဲ့ပတ်ဝန်းကျင်တခုကိုသူသွားကန်ကျင်တယ်ပိုပြီးတော့ဒါခက်ခဲတဲ့စိတ်ခေါ်မှုတခုကိုသူလက်ခံကျင်တယ်အဲ့တော့ ဘာတွေဘယ်လိုဖြစ်လာမလဲတော့မသိဘူးကြည်တော့ကြည်ရမှာဒါဘယ်လိုပြော Here we go Liverpool ကနေပြီးတော့ Real Madrid ကိုအာနိုးပြောင်းပြီးအလွတ်နဲ့ 9နှစ်စာချုပ်ချုပ်ဆိုမှဖြစ်ပါတယ်ဒါတော့ဗပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4u တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ db4u တို့ link လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါဗျာများများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့များများကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ ကျွန်တော်တို့နောက်မှအေးအေးဆေးတွေ့ကြတာပေါ့အားလုံးမကြုံတူပါနဲ့ကျော်စောကုန်ပြီပေါ့ဗျဒေးဖော်ဗျ